ကိုလိုချင်တဲ့အစိုးရကိုကိုတင်ပြောက်ဆိုင်ပိုင်ဝင်အပြည့်အဝရှိရအောင်အဲ့တော့မှအစိုးရကလည်းငါတို့ပြည်သူတွေကိုဆောင်ရအောင်မလုပ်ဘူးပြည်သူတွေကောင်းကျိုးအတွက်မဆောင်ရသေးလို့ရှင်ငါတို့ဆက်ပြီးတော့အုပ်ချုပ်လို့မရဘူးဆိုတာသဘောပေါက်သွားမှာအဲ့ဒါကရွေးကောက်ပွဲနဲ့တင်လို့ရလားရွေးကောက်ပွဲညာအဲချွန်နိုင်ငံမှာနေနေတခါပေါ်မှာတရုတ်နိုင်ငံမှာနေတခါအဲ့ဒီလိုပေါ်သတ်မှတ်ထားတဲ့အတိုင်းပေါ်သတ်မှတ်ထားတဲ့အချိန်ကာလ ဲမှာဆိုလို့ရှိရင်ရေပောက်ပွဲများမှာမှန်လို့ရတယ်။ရေပောက်ပွဲတစ်ခါတစ်ခါကျင်းပတယ်ဆိုတာကတနည်းအားဖြင့်လက်ရှိအစိုးရကမြတ်ပတ်တဲ့လူစီမံရေးအနေနဲ့ပြုတ်ဖြတ်ချက်ထားတာ။လက်ရှိအစိုးရက နာအတွက်လုံလောက်တဲ့တိုးတက်မှုကြီးဖြစ်အောင်လုပ်ခဲ့သလားဆိုတာကိုအဲ့ဒါကိုစီးပစ်ပြီးတော့မိကောက်ကိုရနေတဲ့ဆုံးဖြတ်ချက်ပေးလိုက်တာပဲဖြစ်ပါတယ်။ကျမတို့ရဲ့အမြင်မှာတော့လက်ရှိအစိုးရဟာကျမတို့နိုင်ငံကိုတိုးတက်တဲ့လောက်တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူးလို့ဒီလိုပဲကျမတို့မြင်ပါတယ်။ဒါကြောင့်ကျမတို့ကအပြောင်းလဲလုပ်ပြီးလို့ပြောတာပါအခုကျမကဒီလာတဲ့လမ်းကိုကြည့်ခဲ့တယ်ဒီလာတဲ့လမ်းကဒီ2017တုန်းကလည်းဒီချိန်တွေပဲအခုလေ ိုးတက်ဖို့ပြင်နေလို့တော့ပြောပါလေ။ဒီတိုင်းပဲပြန်လုပ်နေရတယ်။ဒီမှာအစရည်ကပြောပါလေ။လုပ်တစ်ခုကိုတစ်ခါလုပ်ရတဲ့ဟာမျိုးမလုပ်ပါနဲ့။တစ်နှစ်ချင်းနဲ့ပြီးစင်းတဲ့လောက်ပြီးတဲ့အချိန်ပြီးလုပ်။နောက်တစ်နှစ်ခတ်ပြီးတော့ ဖြစ်မြင့်အောင်လို့လုပ်ပါဆိုရတယ်။တနေ့တစ်ခါဒီအဆင့်ဒီအဆင့်ပဲ။ဒါလုံးလုံးမရတဲ့ကိစ္စမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်တခြားနေရာတွေမှာလိုက်ကြည့်လိုက်ပါ။ကြည့်လိုက်လို့ရှိရင်တွေ့မှာပါ။ဒါတို့နိုင်ငံတကာအဖွဲ့အစည်းများရဲ့အပေါင်းဖို့ပေါ့နော်။ဒါကြောင့်ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဒါတို့ရဲ့နိုင်ငံပေါ်မှာစိတ်နာရှိကြပါလိမ့်။ဘာလို့လဲဆိုတော့ပုံမှန်အတွက်နောက်ပါဆက်တဲ့ရင်းနဲ့ပတ်သက်လို့ဒီနိုင်ငံကြီးကဆိုတော့တခြားနိုင်ငံ တော့ဟိုတို့လမ်းကြီးကွာကြည့်ပါဒီလမ်းเนี่ยလုံးဝမကြည့်ပါဘူးဒါက